တောင်းချောင်းကဘာပလာတော့ကတို့နှစ်ဦးညီးခဲ့ကြသေးတယ်။ပရိသတ်များလုံးပဲမိင်္ဂလာများ Red Diva Information ကနေပြန်လည်ကြိုတိုက်ပါရင်ဘောလုံးသမိုင်းမှာ Christian Yarrow တို့နဲ့ Rain Uni တို့ကိုနားလည်မှုရှိတဲ့အတွဲဖန်ဖြင့်ပရိသတ်တွေကလက်ခံထားကြပါရင်နှစ်အောင်စလုံးဟာဒုက္ခဒုက္ခတော့ကကဘာကျော် Premier League ပြန်ပွဲကြီးမှာကစားခဲ့ကြသလိုကဘာကျော် Manchester United အသင်းမှာကစားခဲ့ကြတာကြောင့်ပို့ပြီးတော့လူသိများထင်ရှားခဲ့တာပါ။ဒါရီအပြင်တယောက်က Ultra 4ရဲ့နံပါတ်9နဲ့နောက်တစ်ယောက်က Ultra 4ရဲ့နံပါတ်10ကိုဝေပြီးတော့အမြင်မှုအပေါင်း travel စောင့်နိုင်ခဲ့ကြပါရင် ရန်ဒိုနဲ့ရွန်နီအတွဲဖက်ကိုလူတီများထင်ရှားခဲ့တယ်လို့ရန်နီတို့ရွန်နီတိဘက်တို့၃ယောက်တွဲတိုက်စစ်ခါလဲဘေးမြလေးကဘာကိုရွာငယ်လေးဖြစ်အောင်လှုပ်ဆောင်နိုင်ခဲ့ကြသူတွေပါဒါပေမဲ့ရန်နီတို့နဲ့ရွန်နီတို့ကြားမှာလူတီနဲ့တဲ့ပုတ်တိုက်မှုတွေတခုရှိခဲ့ပါသေးတယ်အဲ့ဒါကတော့သူတို့နှစ်ယောက်စလုံးနိုင်ငံတာဝန်ကိုထမ်းဆောင်ရင်ဖြစ်ပျက်ခဲ့တာပါ2006ခုနှစ်ကဆိုရှယ်မီဒီယာတွေအခုလိုမထွန်းကားသေးတယ်လို့ကျွန်တော်မြန်မာနိုင်ငံမှာလည်းဘောလုံးပွဲအကြီးပွဲအတော်လေးအခက်အခဲတွေရှိခဲ့တာကြောင့်ဒီအဖြစ်ပြက်ကိုလွတ်လွတ်သွားကြတဲ့သူတွေလည်းရှိပါတယ်။ပြဿနာဖြစ်ခဲ့တာက2006ကမ္ဘာ့ဘလားကွာတာဖိုင်နယ်ပွဲအဆင့်မှာဖြစ်ခဲ့တာပါ။ အင်္ဂလန်အသင်းနဲ့ပေါ်တူဂီအသင်းတို့ရှင်မဲကစားခဲ့ကြတဲ့ပွဲစဉ်မှာရနီဟာအသင်းနိုင်ရဖို့အတွက်မမထန်နိုင်ကစားတဲ့သူဖြစ်လို့တခါလေမှလူချကစားတဲ့သူဖြစ်ပါရင်အင်္ဂလန်တိုက်စစ်မှုအနေနဲ့ပေါ်တူဂီကစားသမားကာဘဲဟိုကိုဖောင်းကျူးလွန်ခဲ့ပြီးတော့လင်းချနေတဲ့အချိန်မှာငယ်ဝါကိုခြေထောက်နဲ့တန်နေခဲ့ပါရင်ဒီအဖြစ်ပြကြောင့်ရနီကိုပြင်းပြထန်နိုင်အေးအေးယူဖို့ရနီတို့ကကွန်းနေတိုင်ကိုတောင်းဆိုခဲ့ပါသေးတယ်။အခုလောလောဆောင်ခဲ့တဲ့ရနီတို့ကိုလည်းရနီကတွန်းထုတ်ပစ်ခဲ့ပါသေးတယ်။ကွန်းနေတိုင်ကတော့တပတ်ကစားသမားကိုရွေချဲရှိရှိပြည်တိုင်ကျူးလွန်ခဲ့တဲ့ရနီကိုတိုက်ရိုက်အနေနဲ့ကွန်းနေကနေထုတ်ပယ်ခဲ့ပါရင် ဒီနောက်မှာတော့ပေါ်တဂီစူပါစတာကမစ်ရှင်ကွန်ပလီဖြစ်သွားပြီဆိုတဲ့ပုံစံမျိုးနဲ့မျက်လုံးတစ်ဖက်မိတ်ပြသွားခဲ့ပါတယ်။ဒီဖြစ်ဖြစ်ဟာတော်တော်လေးကိုဟိုးလေးတကြော်ကြော်ဖြစ်သွားခဲ့ပါတယ်။အဲ့ချိန်တုန်းကတစိ့ကိုတစိ့လောက်ကြတဲ့အင်္ဂလန်မီဒီယာတွေကလည်းအသင်းပေါ်ချင်းချင်းထားမထားတဲ့ရော်နယ်ဒိုကိုပပတ်ဆက်ဆက်ဝေဖန်ခဲ့ကြပါတယ်။ဒီနေရာမှာချီးကျူးစရာကောင်းတာကဆိုင်းလက်စီပါ။အဲ့တော့ကမယ်အသင်းရဲ့အလားအလာအရှိဆုံးကစားမနှစ်ယောက်ကရယ်ဒိုနဲ့ရော်နီလိုဖြစ်ပါတယ်။ဒီတော့ဆိုင်းလက်စီကလည်းအခုလိုအခဲမကျင်ဖြစ်နေတဲ့သူတို့နှစ်ယောက်ကိုရအောင်စီရင်ပေးနိုင်ခဲ့ပါတယ်။ဒီမနက်ကမှဆိုရင်တော့မစီမဆိုင်သူတွေကငြိမ်းချမ်းရေးနိုဘယ်ဆုတွေရအောင်နိုင်ချိန်မှာ ။စိုင်းလန်ကြီးကတော့အခုလိုတောင်းမဲ့မိခဲတရေလေးဖြစ်လာပြီးကစားမနှုတ်ကိုပြန်လည်သိမ့်မြအောင်နားချပေးနိုင်ခဲ့ပါရင်။ရန်ဒိုနဲ့ပြန်လည်သိမ့်မြပြီးတဲ့နောက်အင်တာဗျူးမှာရိုနီကကျွန်တော်ခရစ်စတီယာနိုနဲ့စကားပြောပြီးပါပြီ။ကျွန်တော်သူ့ကိုပြစ်မတင်ပါဘူးဆိုပြီးတော့ပြောကြားခဲ့ပါရင်။ရန်ဒိုဘက်ကလည်းကျွန်တော်တို့က professional လေးဒါကြောင့်ကျွန်တော်မင်းမင်းဆက်သမဲမှုကိုလုပ်နိုင်ခဲ့ပါတယ်လို့ပြောကြားခဲ့ပါရင်။မနိုင်မှရင်သူတို့နှစ်ယောက်ကြားကနားလည်မှုက United အသင်းအတွက်အတော်လေးအထောက်အကူဖြစ်သွားခဲ့ပါရင်။ United အသင်းက Ronaldo နဲ့ Rooney နှစ်ယောက်အဆင်ပြေသွားပြီးနောက်ပိုင်း Premier League, Champions League လေးဖားတွေကိုရောက်နိုင်ခဲ့ပါတယ်။လက်ရှိချိန်ထိလည်း Ronaldo နဲ့ Rooney အကြားမှာနားလည်မှုလေးတွေရယူထားဆဲဖြစ်ပါတယ်။ ီဒီယာတွေနဲ့အင်တာဗျူးတွေမှာတယောက်နဲ့တယောက်သဘောထားကွဲလဲတာတွေအနည်းငယ်ရှိတတ်ပေမဲ့အထူးသဖြင့် respect ဆိုတဲ့စကားလုံးကိုနှစ်ယောက်သားကိုးကွယ်နေကြဆဲဖြစ်ပါတယ်။လက်ရှိမှာတော့ Ronaldo က NSA အသင်းအတွက်ဘောလုံးကစားပေးနေဆဲဖြစ်ပေမဲ့ Ronaldo ကတော့ကစားမပွားကနေစောစီးစီးပဲအားယူသွားခဲ့ပါပြီ။ဟုတ်ကဲ့ပါမြောင်းဗီဒီယိုလေးကတော့ပါမယ်။နောက်နေ့မှလည်းအကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ Red Diva Information Page တွေကို like and follow လုပ်ပြီးကျွန်တော်ရဲ့ YouTube Channel လေးကိုလည်း subscribe လုပ်ပေးဖို့အတွက်တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ။